အဲဒီ NCA 10နှစ်ပြည့်အခမ်းအနားမှာတော့နိုင်ငံတော်ယာယီသမတရော NCA စာချုပ်မှာပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့သူတွေနိုင်ငံတကာအသိသက်တွေရောနိုင်ငံတကာကိုယ်စားလှယ်တွေရောကျွန်တော်တို့ပြောသွားတဲ့မိန့်ခွန်းတွေပေါ့နော်ပြောသွားတဲ့အမှာစကားတွေကိုအားလုံးလည်းကြားပြီးဖြစ်မှာပါအဲဒီကြားထဲမှာကျွန်တော်ပြောချင်တဲ့ဟာပေါ့နော်ဒါနဲ့ပတ်သက်အမှတ်တရပြောချင်တဲ့ဟာတော့နံပါတ်1ကတော့ကျွန်တော်ဒီ NCA စာချုပ်ဖြစ်ပေါ်လာဖို့မလွယ်ဘူးဆိုတာလဲမီဒီယာများလည်းအသိဖြစ်ပါတယ် အဲဒါနဲ့ပတ်သက်ပြီးလည်းအမျိုးမျိုးဝေဖန်နေတယ်ရှိတယ်အမျိုးမျိုးကြေညာချက်တွေဆုတ်နေတာရှိတယ်ဒီငင်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြောကြပေါ့နော်ကျွန်တော်တို့တွေ့ကြုံရတဲ့အတွေ့အကြုံဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းငင်းချမ်းရေးညီလာခံနေပေါ့နော်ရခင်အစိုးရတွေမှာကျင်းပခဲ့တဲ့ငင်းချမ်းညီလာခံတွေကိုတတ်မတော်ကိုယ်စားလှယ်တွေနဲ့တက်ခဲ့မှုတွေအတွက်ကြောင့်မလို့အတွေ့အကြုံလည်းတော်တော်များများရှိပါတယ်ဒါနဲ့ပတ်သက်ပြောကြကျွန်တော်ပြောချင်ပါတယ်နံပါတ်၁ကတော့မသိတာထက်သိတာပိုကောင်းတယ်မရှိတာထက်ရှိတာပိုကောင်းတယ်အဲ့ပုံသိနေကိုပထမဦးဆုံးပြောချင်တယ် အားလုံးကဒီ NCA စာချုပ်ကစတင်ဖြစ်ပေါ်လာတာကကျွန်တော်တို့တိုင်းရင်းသားတွေ EU တွေပေါ့ဗျာ EU တွေအရင်ဆွေးနွေးပြီးမှဖြစ်ပေါ်လာတာဖြစ်တယ်ခမရတို့ကျွန်တော်သိတဲ့သိခဲ့ပြီးတဲ့အတိုင်းပဲလိုင်စာမှာလောက်ခဲ့တယ်လော်ခီလာမှာလောက်ခဲ့တယ်ဒါတိုင်းရင်းသားနေပြည်တော်ကလောက်ခဲ့တာကချင် KYN နေပြည်မှာလောက်ခဲ့တာ KNU နေပြည်မှာလောက်ခဲ့တာလောက်ပြီးမှဒီ NCA ဖြစ်ပေါ်လာတာအဲ့ဒီသဘောတူညီချက်လောက်ခဲ့တာဖြစ်တယ်ခုချိန်မှာပြောနေတာတွေက NCA စာချုပ်နဲ့ပတ်သက်ပြီးတော့ကြာပေါ့เนาะ NCA စာချုပ်ကိုပေါ့เนาะစက္ကူစုပ်တစ်ခုလို့ပြောနေတာတွေက အဓိပ္ပာယ်ရှိရလားဆိုတာကျွန်တော်ပြန်လည်စဉ်းစားရမယ်ဒီ NC စာချုပ်ထက်ပေါ့နော်ပုံပြီးပြည့်စုံတဲ့ဟာပေါ်လာနိုင်စရာအကြောင်းမရှိဘူးဆိုတာဒါအကြောင်းပဲပြောသွားတာမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်တို့ခံယူထားမှာကမသိတာထက်သိတာပိုကောင်းပါလေဒီအချိန်မှာမရှိတာတည်းရှိတာပိုကောင်းတယ်နောက်တစ်ခုခုလက်ရှိအုံလုံးနေတယ်ပေါ့နော်တော်လန်ยีဆိုတဲ့ဟာနဲ့ပတ်သက်ပြီးပြောမယ်ဒါတော့မှအငင်းပွားနေသေးတယ်တော်တော့ကျွန်တော်တော်လန်ยีဆိုတာပေါ့နော်ကျွန်တော်တို့ကဒီမှာတော့ EAU လို့ခေါ်တာပေါ့ဗျာ Ethnic and Organization ဒါမဲ့ ခုနောက်ပိုင်းမှာအဲ့လိုခေါ်တာတော့သိမ့်မကြိုက်တော့ဘူး ERO လို့ခေါ်ပါလို့ပြော Ethnic Revolution Organization ပေါ့နော်ဟုတ်ပြီတော်လိုင်းရင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြောတော်လိုင်းရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်စန့်ကျင်ဘက်စကားလည်းမပြောဘူးတော်လိုင်းရေးဆိုတဲ့အသုံးအနှုန်းနဲ့ပတ်သက်ပြောကြထောက်ခံတဲ့စကားလည်းမပြောဘူးသို့တော့တကယ်တကယ်တော်လိုင်းရေးဆိုတဲ့အယူအဆတွေခေစားလာတယ်ပေါ့နော်တော်တော်ကိုပြင်းပြင်းထန်ထန်ခေစားလာတဲ့1950ပြည်နှစ်ကစကားတစ်ခုကိုကျွန်တော်ပြောပြတော်လိုင်းရေးကိုခံတီးခြင်းဖြင့် တော်လိုင်းရေးကိုဖန်တီးပြီးတော်လိုင်းရေးကိုတင်ယူခြင်းဖြင့်တော်လိုင်းရေးကိုလုံးကြပါဆိုတဲ့စကားစပူးတယ်သို့တော့နောက်ဆက်တွေ့ရပါပြောခုနပြောတဲ့တော်လိုင်းရေးကိုဖော်ဆောင်ရေးဖြင့်တော်လိုင်းရေးကိုတင်ယူကြဆိုတဲ့စကားရက်ကိုအကောင့်ထဲပေါ်ရင်စာတင်ချောင်းနေအကန့်အသတ်ရှိပိတ်လိုက်ရမှာတော့စိုးရိမ်ပါတယ်ဒါနိုင်ငံကျော်စကားတစ်ခုပါအဲ့တော့ခုကျွန်တော်မြန်မာနိုင်ငံမှာဘာဖြစ်နေလဲတော်လိုင်းရေးဆိုတဲ့ဟာတွေစန့်ကျင်ရေးဆိုတဲ့ဟာတွေကြောင့်မလို့ဒီစာတင်ချောင်းနေအကန့်အသတ်ရှိ ိတ်လိုက်ရတယ်ဆိုမကောင်းပါဘူးဒါနိုင်ငံအတွက်နစ်နာမှုဖြစ်ပါတယ်ပြည်သူအလုံးအတွက်နစ်နာမှုဖြစ်ပါတယ်ဘာပဲလှုပ်ကြလှုပ်ကြပေါ့နော်အခြေခံနေအခြေခံအဆောက်အုံနေမိမိနိုင်ငံမှာရှိတဲ့အခြေခံကျင့်ဝတ်တရားတွေမိမိနိုင်ငံမှာရှိတဲ့အခြေခံပညာရေးကျန်းမာရေးလူမှုရေးတွေတော့မထိခိုက်ဖို့လိုရဲလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်နောက်ကျွန်တော်တို့ငင်းကြိုင်းရေးလုပ်ငန်းစဉ်တွေကိုကျွန်တော်တို့လှုပ်ဆောင်ကြတဲ့အခါမှာအယူဆအမျိုးမျိုးတွေရှိတယ်အတွေးခေါ်မျိုးမျိုးတွေရှိတယ်ကျိုးပန်းဆောင်ရွက်မှုတွေကျွန်တော်တို့အမျိုးမျိုးရှိပါတယ် တော်တော်ကျွန်တော်တို့အမှတ်ထားမှာကနိုင်ငံရေးမှာအစိုးမိတ်တရားရှိတယ်နိုင်ငံရေးဆိုတာကွက်လက်ကိုမုန်းတယ်နိုင်ငံရေးဆိုတာလေဟာနယ်ကိုမုန်းတယ်နိုင်ငံရေးမှာကွက်လက်မထားအောင်နိုင်ငံရေးမှာစာနာတစုံတရာကိုဖြည့်ဆည်းမပေးနိုင်လို့ရှိရင်အဲ့စာနာတစုံတရာကွက်လက်ကိုအကြောက်တရားဖြည့်ဆည်းတယ်ခုကျွန်တော်နိုင်ငံမှာဘာဖြစ်နေလဲဒါလို့ပဲငင်းညာရေးမှာလဲကွက်လက်တစုံတရာမရှိသင့်ဘူးနိုင်ငံရေးမှာလဲကွက်လက်မရှိဘူးကျွန်တော်ကြိုးစားဆောင်ရွက်ရမယ် ရင်ကြိုင်းရေးမှာလည်းကွက်လတ်မရှိဖို့ကျွန်တော်တို့စူးစမ်းဆောင်ရွက်တင်တယ်လို့မြင်ပါတယ်။နိုင်ငံရေးမှာကွက်လတ်မရှိဖို့အတွက်ဒါဒီမိုဒီစနစ်ကိုပြန်လဲအကောင့်ထဲပေါ်နိုင်ဖို့ကျွန်တော်ရွေးကောက်ပွဲဆောင်ရွက်နေရရှိတယ်။ရွေးကောက်ပွဲဒီအလုံးစုံအတွက်အဖြေမိုးဘူးဆိုတာသိပါတယ်။ရင်ကြိုင်းရေးနဲ့လည်းတွဲရမှာဖြစ်ပါတယ်။အဲ့တော့ငင်းကြိုင်းရေးမှာကွက်လတ်တစုံတရာမရှိသင့်ဖို့ဘာလို့တုံးဆိုကြအများရန်တွေးဆုံနေဖို့အများရန်ဆွေးနွေးနေဖို့အောင်မြင်တဲ့အကောင့်ထဲပေါ်နိုင်ဖို့လိုမယ်လို့ထင်တယ်။ဟုတ်ပြီ။အများရန်တွေးဖို့အများရန်ဆွေးနွေးဖို့အောင်မြင်တဲ့အကောင့်ထဲပေါ်နိုင်ဖို့ဆိုတာဒီပေါင်းတော့ ငင်းညာရေးဆိုတာစတင်ဆွေးနွေးကြတဲ့အတိုင်းတော့ဘယ်ဘက်ကမှတရားရဂိုင်းတော့မိမိလိုရင်ဆန္ဒမရနိုင်ဘူးတရားရဂိုင်းတော့ရဖို့ဆိုလို့ရှိရင်တော့အပြတ်ရှင်းအပြုတ်ရှင်းနည်းပဲရှိတယ်ဒါနဲ့တင်ကျွန်တော်တို့ဒီပေါင်းဘလောက်ကြာပြီလဲဆိုတာကျွန်တော်တို့တွေ့နိုင်တာဖြစ်တယ်အဲ့တော့ငင်းညာရင်းနဲ့ပတ်သက်ပြီးတော့じゃကျွန်တော်တို့ဆောင်ရွက်တဲ့နေရာမှာပေါ့ဒီအခွင့်အရေးကိုလိုချင်တဲ့တူတူရလဲရတဲ့ရတိုက်တာဖြစ်တဲ့ဖြစ်တိုက်တာကိုတောင်းဖို့လိုသလိုအခွင့်အရေးကိုပေးမဲ့သူတွေကလည်း ဥပဒေစာအုပ်ကိုကိုင်းပြီးပလိတ်စစ်စစ်နေလို့တော့မဖြစ်နိုင်ဘူးခမရဥပဒေစာအုပ်ကိုလမ်းကြည့်ပြီးဒါနဲ့မညီဘူးဟွာနဲ့မညီဘူးပလိတ်စစ်စစ်နေလို့တော့မဖြစ်နိုင်ဘူးဒါတွေဒီအလျှော်တင်းနဲ့ဘောနော်တကယ်ကိုငြိမ်းချမ်းလို့လေဆန္ဒနဲ့သွားမှဖြစ်နိုင်မယ်လို့ကျွန်တော်နေနဲ့မြင်ပါတယ်ဒီ NCA စာချုပ်ဒီနိုင်ငံတကာအသိအသိတွေရှိမှအားလုံးကကျွန်တော် EU တွေရဲ့သဘောတူညီချက်ပေါ့နော်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ် အဒီအတွက်သူတို့ပြောနေလို့ NCA စာချုပ်ကပေါ့နော်ဟိုစကုစုံတစ်ခုဖြစ်သွားစရာလည်းအကြောင်းမရှိဘူးเนาะဒီအခွဲအစည်းတွေရှိနေသမျှကာလပတ်လို့ NCA စာချုပ်ဆိုတာဒီ NCA ဂရီကူတဲ့ဆိုရှိနေမှာဖြစ်မယ် NCA ဆိုတာဒီကျွန်တော်တို့ဒါပြစ်ခတ်တိုက်ခတ်မှုရစဲရေးဆိုတဲ့ငင်းညာရေးဆိုတဲ့ဟာတစ်ခုနဲ့တည်းမဟုတ်ပါဘူးသူဒီနိုင်ငံတီဆောက်ရေးတိုင်းပြည်တီဆောက်ရေးအထိပါတဲ့အတွက်ကြောင့်မလို့သူတို့လှုပ်ချင်သည်ဖြစ်စေမလှုပ်ချင်သည်ဖြစ်စေဒီ လုပ်ငန်းစဉ်ကြီးတွေဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်ဒီလုပ်ငန်းစဉ်ကြီးတွေခုနကျွန်တော်ပြောလို့မရှိသေးတဲ့အထက်ရှိတဲ့ဟာပိုကောင်းပါတယ်ရှိပြီးသားဟာပေါ်မှာပဲကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲဘယ်လိုပြုပြင်မွမ်းမံကြမလဲဆိုတာကိုတွေးခေါ်ကြံစားဖို့အတွက်ကျွန်တော်နေနဲ့တိုက်တွန်းလို့ပါဒီကျွန်တော်တို့တိုင်းသားဒေသတွေနဲ့ပတ်သက်ပြီးတော့ကြာဆွေးနွေးနေတာတွေရှိပါတယ်ကျွန်တော်မြန်မာပြည်အရှေ့မြောက်ဘက်ပေါ့နော်မြောက်ဘက် ညီညာရေးနဲ့ပတ်သက်ပြီးလဲဆွေးနွေးနေတာရှိပါတယ်။တချို့လဲကျွန်တော်တို့ဂျာဝင်စစ်စနေတာနဲ့ဆွေးနွေးနေတာရှိပါတယ်။ညီညာရေးနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့အစိုးရအနေနဲ့ကတော့ဒါစဉ်ဆက်ပြဆက်လက်ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။လက်ရှိအခြေအနေနဲ့ကတော့ကျွန်တော်အနေနဲ့ပြောချင်တာကတော့ NCA နှစ်ပတ်လည်နေမှာကျွန်တော်အနေနဲ့ပြောချင်တာတော့ဘာလို့သွားကြကျွန်တော်ခဏခဏပြောခဲ့တယ်အရင်ကတည်းကပြောခဲ့တယ်ဒီကျွန်တော်တို့ထဲမှာဖြစ်နေတဲ့လက်နက်ကန်ပြည်ပြခါဘယ်သူသေးသေးမြန်မာသေးတာပဲ ဘယ်တိုင်းသားသေးတယ်မြန်မာသေးတာပဲဘဘူးမှဘဘူးသေးလို့မလို့ဝမ်းမြောက်စွမ်းတာစရာဖြစ်နေတာဘလို့ဘဘူးဆုံရှုံလို့မလို့ဝမ်းမြောက်ဝမ်းသာစရာဖြစ်နေတာဆိုအမရှိဘူးအဲဒီစည်ရေးအခြေအနေနဲ့ပတ်သက်ပြီးပြောရရင်တော့ရခင်ကထက်ဒါပုံမူကောင်းမွန်လာပါတယ်ငင်းချမ်းနဲ့ပတ်သက်လာပြီးလဲရခင်ကထက်ပြောလင်းချက်ပုံမူရှိလာပါတယ်လို့ပဲပြောချင်ပါတယ်